ယူကရိန်းစစ်မြေပါအပြင်မှာရပောင်း50ကျပ်တယောက်ထဲခုခံပြီးရုရှားစစ်သား28ဦးကိုရှင်းလင်းနိုင်တဲ့ယူကရိန်းစစ်သည်ဟာလွတ်မြောက်လာတယ်လို့သိရပါတယ်။ရုရှားတပ်တွေထိုးစစ်ဆင်သိမ်းနေတဲ့ယူကရိန်းနိုင်ငံဒိုနက်ဒေသဒိုဘရိုလီယာရရှိတံတား20ဟာကင်မုန်ချအောက်ကွယ်ဖို့စေလုတ်ခဲ့ရတဲ့ယူကရိန်းစစ်သားရက်ဆိုတဲ့မျိုးသားအဝိုင်းခံထားတဲ့ဂျာမန်ရက်90ကျပ်ဒိုးတဲ့ ခန္ဓာကရုတ်ချင်းထဲမှာခုခံပြီးရုရှားစစ်သည်28ဦးကိုရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ပေါ်ဝဲအနေနဲ့မြောက်ကရုတ်ချင်းခန္ဓာထဲမှာရုရှားစစ်သည်တွေခုခံဖို့2ဦးတည်းကိုသာဆွလုခဲ့ခြင်းဖြစ်ပါတယ်။ရပောင်းသည်30လောက်တူနေခဲ့ပြီးတိုက်ခိုက်နေတော့အာတစ်ဆိုတဲ့ရဲဘော်ကတော့မော်တာကြီးထိသွားပါတယ်။ဒါကြောင့်စေကုတာပြီးဒဏ်ရာတွေကြားတဲ့ကသစ်ပေါက်သာလမ်းရှာပြီးထွက်သွားပါတယ်။ရက်စတယောက်သာကြင်ပြီးနောက်ထပ်ရပ်ပေါင်း20ဒီရုရှားတပ်တွေကိုတလက်တလက်ထင်းနဲ့ခုခံတက်ခတ်ခဲ့ပါတယ် ဒရုန်းတံမန်းချင်းတံမန်းတော့မခွဲတက်တော့ဘဲအသား6တာစားအိမ်သာဂျုံတလို့တက်တနေ့တနေ့အမြင့်ဆုံးသောစိန်ခံမှုဟာခမောက်နဲ့ជីကဝတ်စုံနိုင်ဝတ်မြချွတ်ထားခြင်းဖြစ်ကြောင်းအလေးမထိုင်ထလှုပ်ခြင်းဖြင့်အစိတ်ကိုတည်ငြိမ်စေဖို့တတိကြီးကြီးထားတဲ့အနေထားနဲ့လှုပ်ဆောင်တာရုရှားစစ်သားပေါင်း28ဦးကိုရှင်းလင်းတုံ့ပြန်နိုင်ငံကြောင်း RES ကဒီတိုင်းကိုပြောပါပါတယ် ်ရှင်သန်လွမြောက်နိုင်ငံတဲ့ကတာရက်ကိုယူကရိန်းနိုင်ငံရဲ့အမြင့်ဆုံးသူဝေးကောင်းစုပေးရဖို့လဲထောက်ခံချက်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ရုရှားရဲ့လေကြောင်းရံကောက်ွက်ရေးရေဒါစနစ်တွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းယူကရိန်းကသတင်းထုတ်ပြန်ပါတယ်။ရုရှားနိုင်ငံဘော်ရိုနက်စ်ဒေတာဘူတာလီနိုဘာလေတပ်ခြေစစ်ကန်နီကအဝေးထောက်နေရဲ့ရေဒါနဲ့ဟာမာရှိကဒေတာကရေဒါစနစ်တွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းယူကရိန်းထုတ်စစ်စင်တဲ့ဘက်ကသတင်းထုတ်ပြန်ပါတယ်။ ဒီရေဒါတွေဟာရုရှားလီဒက်စကန်ကိုကာကွယ်စောင့်ကြည့်ဖို့တပ်ဆင်ထားတာဖြစ်ပြီးရေဒါတွေဟာယူကရိန်းနယ်စပ်တကြောကောင်းကင်ယံကိုထောက်လှမ်းဖို့ပါအသုံးပြုနေတာကိုတွေ့ရပါတယ်ရုရှားစစ်တပ်တွေတော့ထိရောက်မှုကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်စေဖို့တဆင်မီတဆင်တိုက်ခိုက်ဖြစ်စီနေတယ်လို့ဆက်လက်တိုက်ခိုက်သွားမယ်လို့ယူကရိန်းဘက်ကသတင်းထုတ်ပြန်ပါတယ်အခုလိုမျိုးယူကရိန်းဘက်ကထုတ်ပြန်တာနဲ့ပတ်သက်ပြီးရုရှားဘက်ကတော့အတည်ပြုခြင်းမရှိပါဘူး